မင်းသားကျော်ဟင်းဝေကလက်ထပ်ဖိတ်စာလိုက်ဝေနေရင်မှကာတိုက်ခံရလို့စိုးုံတင်လိုက်ရတယ်ဆိုတဲ့တဲ့င်းတွေကတော့တက်လာနေပါရီဟင်းဝေရနဲ့ဆိုးပြီးသင်ကတော့မချားခင်မှာလက်ထပ်တော့မှာပါဟင်းဝေရဟာလည်းဆိုးပြီးသင်ကိုဥထားရကြပါပြီဆိုးပြီးသင်ခင်ဗျာမှာတော့သူက နော်ရီးစားတရားမှမထားခဲ့ဘူးဘူးအခုဟင်းဝေရနဲ့မှအစလေးဖြစ်တယ်နော်အဆုံးလေးဖြစ်တယ်ဆိုတဲ့အတိုင်းအချစ်ဦးလေးဖြစ် ခြေရာဆုံးသောသူလေးဖြစ်ဟင်းဝီယန်ကတော့ဘယ်လောက်ထက်တိပြောနေလိမ့်မလဲเนาะဟင်းဝီယန်ကျတော့မူဆိုးဖို့ဖြစ်တယ်။ဟောကျွန်တော်ဝိုင်းစုခင်နေနဲ့အာကျွန်တော်တို့เนาะကိုရလိုက်ပြေးဘူးတွေပေါ့နော်။အာမိဘတွေကသဘောမတူလို့ဆိုပြီးတော့ကိုယ်ကွာသွားခဲ့တာဖြစ်ပေါ့။အခုချိန်မှာလဲเนาะဆိုပြီးသစင်နဲ့ဟင်းဝီယန်လက်ထက်ခံနေတော့မှတချို့သောပြည်သက်တွေကရှိသေးတယ်။ဟင်းဝီယန်နဲ့ဝိုင်းစုခင်တိန်ကိုပြန်လည်ညားစေခြင်းနဲ့ဆိုရပြည်သက်တွေကလည်းဒုနေတေးเนาะလူတွေကလည်း ဘာပြောရမလဲမသိဘူးအခုနော်စုပြည့်လေးနဲ့ဟဝေရလက်ထက်ခံနေကြမှာအရင်ကတပ်ပုံလေးတွေနော်ဟဝေရနဲ့ဝါစုခိုင်တဲ့တပ်ပုံလေးတွေတင်တာကြတော့လုံကိုလုံတာပေါ့ကွာနော်ဟဝေရရဲ့အမိနဲ့အဖေကလည်းစုပြည့်တစင်လေးဆိုရင်သိဘောချမ်းဟာဗျစုပြည့်တစင်ဆိုရင်အားလုံးလည်းသတိထားမိကြတော့မသိဘူးမြန်မာဆဆန်လေးပဲအများအားဝတ်တယ်ပေါ့နော်အဝိယံမိကလည်းမြန်မာဆဆန်ဝတ်တဲ့အမျိုးသမီးလေးတွေဆိုရင်တိတ်ကိုသဘောကျတယ်ချွေးမအနေနဲ့เนาะကျွန်တော်တို့ဒါသူအနေနဲ့အရင်ကသဘောတူတွေပေါ့เนาะဆိုတော့ ။ဘာရှိခွင့်နေကြတော့အဲ့လိုမဟုတ်ဘူး။နော်အရင်ကမှဝေရှုပ်တယ်ပေါ့နော်။ကျွန်တော်ကတော့တို့သဘောတူရရသွားပြီဒီလိုချိန်မှာပဲ။ဖိတ်စာဝေနေတဲ့အချိန်မှာပဲမနာလိုတဲ့လူသစုကကားနဲ့တိုက်သွားတယ်လူတရင်တွေကတော့ထွက်ပေါ်လာနေတယ်။